။အမေ။ကဲလာတိုင်းတော့သမီးသမီးကိုပေးတခုပြောစရာရှိတယ်သမီးယောက်ျားအဖေကိုဘာဖြစ်လို့များမကြည်မလင်ဖြစ်နေရလဲကွာသမီးနဲ့ဆိုအဆင်ပြေတယ် အဖေဘာဖြစ်လို့များအတိုက်ခံနေလုံနေရလဲသမီးလည်းကိုယ်စိတ်ကိုနားမနေပါဘူးဖေဖေသူဘာလို့ဖေဖေအဲ့လိုမျိုးဆက်ဆံနေရလဲသူသမီးနဲ့ဒီကိစ္စရှင်းအောင်ရှင်းရမယ်သမီးစိတ်အေးထားစိတ်တည်မလုံးနဲ့ဘယ်အရာမဆိုအချိန်တိုင်းတော့လေအားလုံးအဆင်ပြေတော့မှာပါမကြီးတော့ညှိရမှာပဲလေဒါသဘာဝပဲလေသမီးရဲ့ အဖေကသူ့ပေါ်မှာတအားတယောက်မြစ်တာထားတာတမင်။မမနဲ့ပန်ကြလို့ရှင်တော့ဖေကကုန်းကြီးမှာဘုတ်ဖွင့်နေသူနဲ့တွေ့ပြီးပြီးချိန်တာ။ပြီးတော့ဖေကလည်းကျမရဲ့သိပ်ကောင်းနေတာတော့။တမီးတယောက်တည်းလည်းဖေကစိတ်မချအောင်။ဖေမနဲ့ပန်ကြလို့ရှင်သူ့ကိုကုန်းကြီးမရအောင်ခေါ်လာခဲ့တော့ဘုတ်ဖွင့်နေချိန်တာတည်းတရား။စိတ်ချပါဖေဖေရဲ့။တမီးကိုရအောင်ခေါ်ခဲ့မယ်နော်။